ရေစီကန်းဖောက်ဖြက်တဲ့မော်တော်ယာဉ်တွေကိုရင်းလုံသားအပြင်ရင်းကိုပါလုပ်ငန်းလိုင်စင်ပိတ်သိမ်းပြီးအေးအေးယူသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌကပြောပါတယ်။စိုးမောင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့တွင်ပြည်ဆွဲနေတဲ့ခီးသက်တင်ရင်တို့ဟာခီးသက်တွေပေါ်မောက်မှကြောင့်ဆက်ဆံပြောဆိုတာနဲ့လက်လက်ကန်ဆောင်ကခီးသက်တင်ရင်ချင်းချင်းအပြင်ပိုရိကရင်တွေငှားရင်တွေနဲ့ပြဿနာဖြစ်ပွားကအုပ်စုဘွဲရိုက်နှက်မှုတွေဖြစ်ပေါ်နေပါတယ်။ အဲ့လိုလက်နက်ကင်ဆောင်မြေအုပ်စုဘက်ခရရန်ဖြစ်ပွားပါကဂိမ်းမှုတွေကိုပါအရေးယူဖို့အထီးစီစဉ်ထားတယ်လို့မတော်တာဘဟုဥက္ကဋ္ဌကပြောပါတယ်။နောင်အဲ့လိုစီကံဖောက်ပြမှုဖြစ်လာတဲ့ယင်ကို ကျူးလွန်တဲ့ယင်လုံသားအပြင်ယင်နဲ့ပတ်သက်လို့ပါအရေးယူပါ။အဲ့ဒူလေးကပြောစရာရှိတယ်ယင်ရောဘလို့အရေးယူမလဲ။အခုယင်ပိုင်ရှင်နေလုပ်ငန်းပိတ်တယ်။ကျွန်တော်တို့ကတို့တော့ CNG ကိုရှိတဲ့အတွက်ခိုးပြေးတယ်။ဒါကြောင့်နောင်ကြရင်လုပ်ငန်းပိတ်တဲ့အပြင် CNG နဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်တဲ့စနစ်ကိုပါသွားမယ်မရဘူးဆိုရင် လုပ်ငန်းလိုက်စဥပဒေရဒီရင်တွေကိုလုပ်ငန်းပိတ်သိမ်းခြင်းအရေးယူမှုတွေလုပ်သွားပါလိမ့်မယ်လို့ကျွန်တော်တင်ပြခြင်းပါတယ်ရင်းလို့သားတွေအနေနဲ့ပြည်သူလူထုနဲ့ဆက်ဆံပြောဆိုတဲ့အခါဝန်ဆောင်မှုပြောင်းရင်းခြင်းကျန်းမာစွာပြုမှုဆက်ဆံခြင်းနဲ့ခရယံဖြစ်ပွားခြင်းတွေရှိခဲ့ရင်ရေလုံသားတွေအပြင်မော်တော်ယာဉ်ကိုပါလုပ်ငန်းလိုက်စင်တွေပိတ်သိမ်းသွားမယ်လို့မာတာသာဘဝဥက္ကဋ္ဌကဆိုပါတယ်။ ရင်းလုံသားတွေအနေနဲ့အုပ်စုဘက်ခိုင်ရန်ဖြစ်ပွားမှုတွေရှိလာရင်မတော်သားရဲ့စီကံချက်တွေအပြင်ရတဘွက်ကလည်းရာဇဝအကြောင်းအရအရေးယူမှုတွေဆောင်ရွက်သွားမှာပါ။ရင်းစစ်600ကျော်ကိုစစ်ဆေးမှုတွေဆောင်ရွက်တဲ့အခါရင်း62စီးမှာတိခိုက်တံရရနိုင်တဲ့လက်နက်ကိရိယာတွေတွေ့ရှိခဲ့ပါတယ်။မြန်မာတခါကြုံဘူးလေ။အဲတောင်ကုန်ကိုသွားတော့တောင်တော်ကနေကားစီးတော့မှတ်တိုင်စင်တော့ပြိုင်မောင်းတာပြိုင်မောင်းတော့အတင်းအတင်းတွန်းချတော့လက်မှာဘယ်လိုခေါ်မလဲချစ်မိသွားတာပေါ့နော် ။ဟိုရဲယူမျိုးတွေအဲ့လိုမျိုးထိထိရောက်ရောက်လောက်မှဆိုတော့ကျွန်တော်တို့ကပို့ပြီးတော့သဘောကျပါတယ်။ဟိုကောင်းလဲကောင်းတာပေါ့နော်။နောက်ခုနပြောကြီးကျယ်မဖြစ်တော့ဘူးပေါ့နော်။ခဏခဏအဲ့လိုမျိုးဖြစ်တော့ဥကနေတလူကနေရတကမှအဲ့လိုမျိုးပေါ့နော်။ white တွေမရောက်ခင်မှတ်ပတိုင်တွေမရောက်ခင်တိုက်စီလေးတွေမှမှားဘူးဆိုတာတော့ရှိမှားပါတယ်။ကျွန်တော်တို့ဘက်ကလည်းခုနပြောသူတို့အပြည့်အများတော်အပြည့်တော့သူတို့ကတော့အရှိကနေပိတ်ရတာလို့ခေါင်းထုတ်တာခုနကနေတလူပေါ့ခဏခဏအမျိုးအမျိုးမျိုးလောက်တာပေါ့နော်။ကျွန်တော်တို့ထဲမှာအကုန်လုံးကတော့မတ်စလောင်သားတွေကုန်ပါတာဟုတ်။ဒါဇေယျမျိုးစုံ အလွာမျိုးစုံကလာတဲ့လူတွေကအကုန်လုံးကရှိနေတဲ့အတွက်ဘောင်းစည်းရဲတော့ဖြစ်ဖို့ဆိုတော့မလွယ်ဘူးပေါ့ရန်ကုန်မြို့မှာရင်းလိုင်းပေါင်း196လိုင်းဟာပြည်လိုင်းပေါင်း300ကျော်မှပြည့်စွက်နေရပြီးဇန်နဝါရီလကနေအောက်တိုဘာလအထိရင်းလုံသားချင်းချင်းအုပ်စုဘက်ခိုင်ရန်ဖြစ်ပွားမှုပေါင်း26ကျော်ရှိပြီးခရီးသက်တင်ရင်းလုံသားတွေနဲ့ပတ်သက်လို့လစဉ်တိုင်ချမှုပေါင်း190ခန့်ရှိနေပါတယ်ကျွန်တော်ဆိုမှုအောင်ပါ